ဒီနိုင်ငံပေါ်မှာအခုတက်မတော်ကိုအရင်တုန်းကမချစ်ဘူးလို့ပြောခဲ့ပြီးတော့အခုကျတော့ချစ်တယ်ဖြစ်သွားတယ်အဲ့ကစားနဲ့ပတ်သက်ပြီးတော့ဘာလို့အရင်တုန်းကကျတော့မချစ်ဘူးဆိုပြီးတော့ပြောပြီးတော့ဒီနိုင်ငံကြီးကိုဒီတက်မတော်ဆိုတဲ့ကောင်ကြီးတွေကဒီစက်တက်ကြီးကမကောင်းပါဘူးဆိုပြီးတော့အကိုကြီးပြောပြီးတော့နိုင်ငံသားကိုထွက်သွားပြီးတော့အခုကျမှတက်မတော်ကြီးကိုပြန်ချစ်ပါတယ်ဆိုတဲ့ဥစ္စာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာလို့ဒီတက်မတော်ဆိုတာဟိုချစ်တယ်မချစ်ဘူးဘာလို့ဘလောင်းမလဲလောက်တာပဲလဲပေါ့နော်ကျမသိချင်တာဒါလေးပဲอืมညောင်ရဲ့ကျေးဇူးတင်နေညောင်ပြပြမယ်စကားကိုရင်ကြည်ကြည်ပြောပါပြပြမယ်ဟောတခုကတခုတခုအရင်ဆုံးက ကျွန်တော်တက်မတော်မချစ်ဘူးလို့ပြောခဲ့စကားရှိရင်ကျွန်တော်တက်တည်ပြမယ်ဒါပရမသုံးပေါ့နော်နောက်တစ်ခုကျွန်တော်ပြောပြမယ်ကုန်လိုက်ပဲပြောတာကနော်ဒီကောင်ပြောတာဒီကောင်ဟွန်လိုင်းနိုင်ငံသားလို့ပြောတယ်ကျွန်တော်လည်းခုလိုက်ပဲပြီးခုဒီရန်ချာနေတော့ဘာသဘောလဲအဲ့ဒါအဲ့တော့ဒါရတဲ့ကြံ့ခိုင်ရင်ဖွင့်ပြီးရုံးနေမှာနေရတယ်ဟာမင်းနဲ့တတိရှင်ကြံ့ခိုင်ရင်ဖွင့်ပြီးရုံးရှင်းမှာလာစိန်ခေါ်တဲ့အတပိုင်ရှိတယ်လူကြီးတွေအတွက်မှာကျွန်တော်ဖွင့်ပြလိုက်မယ်ငယ်ရည်လမ်းကြောင်းပေါ်မှာ NLD ပါတီဆိုတဲ့အမည်ကိုဆိုတဲ့တောင်းနေတာဒီကိုအောင်မင်း ကျွန်မတပြောနေနော်အရင်နေတက်တီရှိပြီးတော့အရင်နေတိုင်းကြီးပြီးချိန်နေတယ်ဆိုရင်အရင်ဦးတော်မြန်မာနိုင်ငံသားပြည်ခိုင်လိုက်နော်နိုင်ငံသားသားလုံးနေပြီးတော့နိုင်ငံသားသားတယောက်ကကိုယ်နိုင်ငံသားကိုကိုယ်နိုင်ငံသားကိုမှဒီကိဟူမှာနိုင်ငံချစ်စိတ်တောင်းမချစ်စိတ်နဲ့နိုင်ငံတာဝန်ကိုတပတ်တလန်ထမ်းရွက်နေတဲ့လူတွေကိုစော်ကားနေရမျိုးလက်မခံဘူးတပြောမနော်နိုင်ငံသားသားတယောက်ကကျွန်မတို့မြန်မာနိုင်ငံသားနိုင်ငံသားတဲ့ကိုမှရှာရှာပါပါတိုက်ချစ်ပြီးချစ်တယောက်ကိုစော်ကားမော်တာပြောနေတာကျွန်မလက်မခံဘူးအားမပေးဘူး ကိုစော်ဖို့ဟိမှာမဟုတ်ဘူးတခြားဘယ်သူဘယ်သူမဆိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေနိုင်ငံအကျိုးတိုင်းချိုးပြည်ချိုးမနေရတဲ့ပိုးနေတဲ့လူတွေကိုနိုင်ငံသားသားတယောက်ကစော်ကားမှုကပြောနာအာမပေးဘူးတမတစ်ချက်ဒုတိယချက်ကရဲမီးတိုက်ပြည်ပြည်ချင်းနေလဲဆိုရင်မြန်မာနိုင်ငံသားအဖြစ်ခံယူပြီးတော့ရှေ့တန်းမှာကိုတိုင်းသွားအာမတက်နိုင်တယ်မြတ်တောင်းထမ်းနော်အသက်ကြီးနေလို့စက်မတန်းနိုင်လို့တော့နောက်တန်းမှာထမင်းချက်လို့တော့ရှေ့တန်းမှာထမင်းချက်လို့တော့ရတယ်အဲ့ဒီလိုမျိုးနော်ဝမ်ဝမ်ထိုးမဲ့စိန်ခေါ်နေမှဆာရှေ့တန်းကိုသွားအဲ့ဒါမျိုးဆိုအာပေးလေနိုင်ငံရေးတို့နိုင်ငံအရေးတို့မှာထောက်ရရင်ထောက်ရမိတ်ဆွေတော့မရှိဘူးအဲ့ဒါဘယ်သူတောင်မှမဟုတ်လူတိုင်းလည်းမပြောတာ မြစ်ဆိုတာအစင်မြစ်စည်းစင်းနေတယ်ကျွန်တော်တို့ကဒီစည်းစင်းနေတဲ့မြစ်မှာဒီရေတွေကြီးပဲလို့ပြောရင်ဓမ္မတွေဓမ္မတွေဒီကရေဟာအများနဲ့ပြောင်းလဲနေကျွန်တော်တို့ကတက်မတော်ဘူးမချစ်တာမဟုတ်စနစ်ကိုမကြိုက်တာဒါကျွန်တော်တို့ပြောပြတယ်စနစ်ကိုမကြိုက်တာစနစ်ကတစ်ချိန်လုံးကအူတယောက်လေးအုပ်ချုပ်တဲ့စနစ်ဦးနေဝင်လက်ထက်မှာနော်ပြီးတော့ဒီဘက်မှာဦးတန်းရွှေလက်ထက်မှာဒါတူးတယောက်လေးအုပ်ချုပ်တာဒီဘက်မှာဦးသိန်းစိန်နောက်ပိုင်းမှာပါတီတွေလည်းတရားဝင်ထောင်ခွင့်ပေးခဲ့တယ်လို့အဲ့ပါတီတရားဝင်ထောင်တဲ့ပါတီတွေကလည်း နိုင်ငံရေးအာဏာရယူဖို့ဝင်ရောက်ရှင်းတိုင်ဝင်ရှိခဲ့တယ်။ဒါပြောရရင် diversity ကိုအခြေခံတာပေါ့နော် political နိုင်ငံရေးအရာမတူ क्वे ပြားတဲ့ဟာတွေကိုနိုင်ငံရေးမှာပါဝင်ခွင့်ပြုတယ်ဆိုတာဒါကိုပြောတာ။အဲတော့ကျွန်တော်ဗျာဒါပြောဗလိုင်းဘုန်းဆက်တာဒီနေ့ချစ်သူများနေမှာသူ့ဖေမချလို့လားမသိဘူးအောင်မင်းကနော်လေခါဖားပင်နဲ့တောင်းသားအဲတော့ကျွန်တော်ပြောင်သူချန်ခိုင်းနေနော်အဘဥခင်ကြီးနော်ဥက္ကရာကြီးဥခင်ကြီးတို့ဒုဥက္ကရာကြီးတို့နော် အောင်မင်းကကျွန်တော်ဘာလို့ ਨੇ တွေးတဲ့အချိန်ကျွန်တော်အဲ့အတန်ပိုင်းဖွင့်ပြပါမယ်ကျွန်တော်တို့ဥခင်ကြီးကိုလို့အဲ့ဒီအတန်ပိုင်းဖွင့်ပြလိုက်မယ်လို့ပြောတော့မင်းကောင်လာပြောတာလို့ပြောလဲပြောလို့လေဖုံးချသွားတယ်ဗျအောင်မင်းကဖုံးချသွားတယ်ကျွန်တော်လာစိန်ခေါ်တယ်ဗျမင်းပြင်ဦးလေလိမ့်စာအတိအကျပြောတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တချိန်ကစစ်တပ်မကောင်းကြောင်းပြောခဲ့သည့်အောင်မင်းကစစ်တပ်ကိုချစ်ပါတယ်လို့ပြောလာသည့်အပေါ်အောင်မင်းရဲ့သဘောထားနဲ့အတူပြည်ပရောက်မြန်မာများစစ်မှုထမ်းရန်ပြန်မလာနိုင်သေးပါကဆွေမျိုးမိသားစုဝင်လူငယ်တဦးကအစာထိုးစစ်မှုထမ်းနိုင်ရေးပြင်ဆင်ထားကြဖို့ပြောလာတဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ် ြည်ပရောက်မြန်မာလူငယ်များအနေဖြင့်စစ်မှုထမ်းရန်ပြန်မလာနိုင်သေးပါကမြန်မာနိုင်ငံရှိမိဘဆွေမျိုးကမိသားစုဝင်လူငယ်တဦးကစစ်မှုထမ်းနိုင်ရေးပြင်ဆင်ထားရန်လိုအပ်သည်ဟုရန်ကုန်တိုင်းလာတာမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကပြောဆိုလာကြောင်းလာတာမြို့နယ်မှာပြည်သူတချို့ကပြောဆိုသည် ယခုမလဆန်းပိုင်းတွင်လတမျိုးနယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကစစ်မှုထမ်းရန်အကျုံးဝင်နေသည့်အသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်များကိုစစ်မှုထမ်းစည်ရင်တွင်မှတ်ပုံတင်ရန်စင်ခေါ်ခဲ့ကြောင်းပြည်ပရောက်လူငယ်များကိုလည်းစစ်မှုထမ်းစည်ရင်တွင်မှတ်ပုံတင်ခိုင်းခဲ့ပြီးအလဲကျလျင်စစ်မှုထမ်းပါမည်ဆိုသောစည်ရင်တွင်မှုကိုလူငယ်များကိုစားမိဘဆွေမျိုးများကလက်မှတ်ရေးထိုးခဲ့ရကြောင်းသိရှိရသည် မိတို့ပဲဆိုစေကမူစစ်မှုထမ်းရန်အသက်ကျုံးဝင်နေသောပြည်ပရောက်မြန်မာလူငယ်များအနေဖြင့်တင့်တော်သောအချိန်တစ်ခုတွင်မြန်မာနိုင်ငံသို့ပြန်လာရမည်ဖြစ်ကြောင်းစစ်မှုထမ်းရမည်ဖြစ်ကြောင်းစစ်မှုမထမ်းလျင်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရမည်မဟုတ်ပဲပြည်ပတွင် တရားမဝင်ပါသူများရောက်ရှိနိုင်သည်ဟုလာတာမျိုးနယ်စစ်မှုထမ်းစင်ခေါ်၏အဖွဲ့ကပြောဆိုလာကြောင်းသိရှိရသည်ဒီဒီနိုင်ငံပေါ်မှာအခုတမတော်ကိုအရင်တုန်းက မချစ်ဘူးလို့ပြောခဲ့ပြီးတော့အခုကျတော့ချစ်တယ်ဖြစ်သွားတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာလို့အရင်တော့ကကျတော့မချစ်ဘူးဆိုပြီးတော့ပြောပြီးတော့ဒီနိုင်ငံကြီးကိုဒီတက်မတော်ဆိုတဲ့ကောင်ကြီးတွေကဒီစက်တက်ကြီးကမကောင်းပါဘူးဆိုပြီးတော့အကိုကြီးပြောပြီးတော့နိုင်ငံသားကိုထွက်သွားပြီးတော့အခုကျမှတက်မတော်ကြီးကိုပြန်ချစ်ပါတယ်ဆိုတဲ့ဥစ္စာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာလို့ဒီတက်မတော်ဆိုတာဟိုချစ်တယ်မချစ်ဘူးဘာလို့ဘလောင်းမလဲလောက်တာပဲလဲပေါ့နော်ကျမသိချင်တာအားလေးပါနော်လေကျေးဇူးတင်နေကျွန်တော်ပြပြမယ်စကားကိုရင်ကျကျပြောပါပြပြမယ်နော်တခုကတခုတခုအရင်ဆုံးကကျွန်တော်တက်မတော်မချစ်ဘူးလို့ပြောခဲ့တဲ့စကားရှိရင်ကျွန်တော်တက်တည်ပြမယ် ဒါပရမတ်သုံးပေါ့နော်နောက်တစ်ခုကျွန်တော်ပြောပြမယ်နိုင်ငံရေးတို့နိုင်ငံအရေးတို့မှာထာဝရယံထာဝရမိတ်ဆွေတော့မရှိဘူးအဲ့ဒါဘာလို့တော့မဟုတ်လူတိုင်းလောက်ကိုပြောတာမြစ်ဆိုတာအစဉ်အမြဲစီးစင်းနေတယ်ကျွန်တော်တို့ကဒီစီးစင်းနေတဲ့မြစ်မှာဒီရေတွေကြီးပဲလို့ပြောရင်ဓမ္မတွေဓမ္မတွေဒီကရေဟာအများနဲ့ပြောင်းလဲနေတယ်ကျွန်တော်တို့ကတက်မတော်ဘူးမချစ်တာမဟုတ်ဘူးစနစ်ကိုမကြိုက်တာဒါကျွန်တော်တို့ပြောပြစနစ်ကိုမကြိုက်တာစနစ်ကတစ်ချိန်လုံးကအူးတယောက်တည်းအုပ်ချုပ်တဲ့စနစ် ဦးနေဝင်လက်ထက်မှာနော်ပြီးတော့ဒီဘက်မှာဦးတန်းရွှေလက်ထက်မှာဒါတူတော်တွေအုပ်ချုပ်တာဒီဘက်မှာဦးသိန်းစိန်နောက်ပိုင်းမှာပါတီတွေလက်တရားဝင်ထောင်ခွင့်ပေးခဲ့တယ်လို့အဲ့ပါတီတရားဝင်ထောင်တဲ့ပါတီတွေကလည်းနိုင်ငံရေးအာဏာရယူဖို့ဝင်ရောက်ရှင်တိုင်ခွင့်ရှိခဲ့တယ်ဒါပြောရရင် diversity ကိုအခြေခံတာပေါ့နော် political နိုင်ငံရေးကြီးကမတူကွဲပြားတဲ့ဟာတွေကိုနိုင်ငံရေးမှာပါဝင်ခွင့်ပြုနေစဒါကိုပြောတာအဲ့တော့ကျွန်တော်တို့ပြောတာကဘာလဲဆိုတော့တက်မတော်ချင်းချင်းမုံကြီးကပြဿနာမဟုတ်ဘူးဒီတာဝန်ယူရတဲ့အဖွဲ့အစည်းတစ်ရက်ဟာ နိုင်ငံတော်မှာတာဝန်ရှိတဲ့အတိုင်းလုပ်ပေးနေလားမလုပ်ပေးနေဘူးလားဆိုတာကအဲ့ဒါကအရေးကြီးတယ်အဲ့ဒါသက်အရေးကြီးတယ်အဲ့တော့ဒီတက်မတော်ချစ်ချင်းမုံချင်းနဲ့နိုင်ငံရေးလုပ်တယ်တက်မတော်ချစ်ချင်းမုံချင်းနဲ့သူများတကနိုင်ငံမှာသွားပြီးခိုလုံဝင်ယူရဆိုရင်အဲ့ဒီလူကဘယ်တော့မှအမြင်မရမှာမဟုတ်ကျွန်တော်တို့ပြောတာဒီကစနစ်ကိုကြည့်ရတယ်စနစ်ကိုကြည့်ရတယ်အဲ့လိုဆိုလို့ရှိရင်ဒါဆိုဦးလုံးကဘာလို့ပြန်လာလဲဦးနေဝင်လက်ထပ်ဦးနေဝင်ကိုအပြုတ်တိုက်မယ်လို့ဦးလုံးကပြောပြီးတော့ဘာကြောင့်လို့ဦးလုံးပြန်ပြီးတော့ပြန်ဝင်လာလဲဒါတွေကိုသိဖို့လိုတယ်ဒါတွေသိဖို့ဦးနာဦးနာဒီမျိုးသမီးကတော့သူကတော့ဘာလို့လဲပါလဲသူကနိုင်ငံရေး political careers ကတော့ဘယ်လိုရှိလဲကျွန်တော်လည်းမသိဘူးပေါ့နော်။ဟောဆိုတော့ဒီမေးခွန်းမေးတာက तू သိလို့မေးတာမဟုတ်ဘူး။မသိဘဲနဲ့ရမ်းတုတ်တယ်လို့ခေါ်တာပေါ့နော်။ဒါပြောရရင်ရမ်းတုတ်တယ်လို့ခေါ်တယ်ကျွန်တော်ပြောချင်တာအဲ့လိုမျိုးပေါ့။ပြောပါ။အင်းကျွန်တော်လည်းအဲ့ဒီဥစ္စာဖြည့်ချင်တယ်ဗျ။ကျွန်တော်တို့လည်းခဏခဏအပြောခံနေရတော့ဖြည့်ချင်တယ်ဆိုတာကအဲ့ဒီမှာဖြည့်ဆိုပြောချင်တာကဒီဒုက္ခတွေခံယူတဲ့အခါမှာစစ်တပ်မကောင်းကြောင်းပြောပြီးမှဒုက္ခတွေခံယူလို့ရတာမဟုတ်ဘူး။ဒီနေရာမှာဒီဒေသမှာနေရတာကိုကိုကိုစိတ်မလုံးကြုံဘူးဆိုရင်တော့ဒုက္ခတွေအဖြစ်ခံယူလို့ရတယ် အဲ့လောက်ကိုသဘောမပေါက်လားအဓိကဘာဖြစ်နေရလဲဆိုတော့ဗျအဲ့ဒုက္ခတွေအဖြစ်နဲ့စိတ်တမကောင်းကြောင်းပြောပြီးတော့လာတဲ့လူတွေကသူတို့စိတ်နဲ့နှိုင်းတာလူတိုင်းကိုသူတို့လိုပဲလာတယ်လို့ထင်တာနေရတာကိုပူဆိုးတာကပူပူစိတ်မလုံးကျုံလူလူနားမနေခဏရှင်နော်လူလူနားလေအောင်နည်းနည်းပြောပြမလို့အဲ့တော့တချို့ကရှိတယ်ဗျကျွန်တော်တို့လည်းဒါအင်တာဗျူးတွေမှာကြုံမှုတယ်ကြုံမှုတော့ဘာတွေ့ရလဲဆိုတော့ကျမတို့ဟိုပြည်နယ်မှာစစ်တပ်ကနေပြီးတော့မရင်းကျင့်နေအဲ့ဒါကြောင့်ကျမတို့နေလို့မရလို့ဒီလိုလာပါတယ်ဆိုတော့သူတို့မှာကလေးလေးရှိတယ်ယောက်ျားလေးရှိတယ် တော့ကျွန်တော်ကအဲ့ဒါတွေလည်းစိတ်မကောင်းစွာတွေ့ရတာပေါ့နော်။အော်သူယောက်ျားသူမိမအောင်စစ်တပ်ကမရင်းကျင်တာသူမသိချပါလား။အော်တော်တော်လေးသဘောထားကြီးပါလားဆိုတာလေးလေကျွန်တော်တို့ချီမှာအတွေ့အကြုံတွေဝင်လာတာ။အဲ့တော့ပထမအဆုံးသိရမှာက UNHCR ဆိုတာဘလို့အဖွဲ့အစည်းမျိုးလဲ။ဒုက္ခလေဆိုတာဘလို့လူမျိုးတွေခံစားခွင့်ရတာလဲဆိုတာကိုသိဖို့လိုတယ်။နောက်တစ်ခုကဟိုတပ်မတော်ကိုဘာကြောင့်ထောက်ခံတာလဲဆိုတာကကိုကိုတိုင်းကမသိကြတာဗျ။တချို့ဆိုရင်တော့ဒါဟိုပြီးခဲ့တဲ့ဒါ2022လောက်အထိတပ်မတော်ထောက်ခံပြီးမှအခုမှအယူကြီးထောက်ခံတဲ့လူတွေလည်းရှိတယ်။ရှိတယ်ရှိတယ်။ ်အထိကတော့နေရာမရတော့နေရာရမလားလို့ခွေးတို့ဘောက်ကရှောက်တိုးလာဟုတ်ရဲ့အဲဒါမျိုးတွေလည်းရှိရပါဒါလည်းစိတ်မကောင်းသေးဘူးကျွန်တော်တို့ကတတ်မတော်ဘူးမုန်းတာမဟုတ်ဘူးကျွန်တော်လည်းအရင်တော့ကဘာဘာရေတော့မပြောတော့ပါဘူးဗျကျွန်တော်လည်းမူကိုတော့မကြိုက်လို့ပြင်ဖို့အတွက်ကိုလုပ်ခဲ့တဲ့အားတွေရှိတယ်တိုးတော်လည်းပဲဒီချိန်မှာသွားနေတဲ့မူဒီဒီချိန်မှာသွားနေတဲ့လမ်းဒီဟန်တော့ပါစင်ကောင်းတယ်လို့မဟုတ်ပေမဲ့လက်ရှိ NUG PDF တက်တော့ဟိုအစာပေါင်းများစွာတားတယ်အဲ့ဒါကြောင့်မလို့ဒါတတ်မတော်ထောက်ခံခြင်းဖြစ်တယ်အဲ့တော့ကိုမေးတဲ့မေးခွန်းကို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 ပြန်မေးဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့တစ်ချိန်လုံးတက်မတော်ထောက်ခံလာပြီးတော့ PDF တွေကိုတတ်ခိုင်းခဲ့တဲ့လူတယောက်က အခုချိန်ကျမှ PDF ဘက်ကရောက်ပြီးတော့ခမရကဘာလို့တက်ပြတော်ကိုထောက်ခံနေတာလဲဆိုတဲ့စကားမျိုးတွေအမေကုံးမျိုးတွေမေးတာတော့တော်တော်လေးရေရတယ်ဗျာစိတ်ကောင်းမှုတက္ကညာတော့လည်းပြောခဲ့ကျန်တဲ့ဒီကိစ္စကတော့တရားဥပဒေအောင်နော်ဒီမှာကျွန်တော်တင်ပေးတဲ့အခါကျရင်ကျွန်တော်ဒီကိစ္စကရူသားဖို့တော့လိုအပ်တယ်ကွာကျွန်တော်ပြောခဲ့ပြီးပြီကကဒီကိစ္စကနလေးတော့တကယ်များဘာညာမေးမလဲလို့ဘာညာမေးမလဲလို့ဟုတ်ခဏနေတော့မှာညက်ကတိရှိတယ်လားမသိဘူးကျွန်တော်ပြောပြမယ်။ तू ကဘယ်လိုနိုင်ငံကြောက်ရောက်ဒုက္ခတွေက ျွန်တော်တို့မနေ့နေ့ကကိုအောင်မင်းပြောပြပါရှာငါလိုမကိုကိုလိုးနေမမေလိုးလိုက်ပါလားငါလိုးမကိုမေကိုလိုးမြောက်သူကအဲ့ဒါအမေရိကန်မှာအဲ့ကြောင့်ပြောတာ။ညမင်းအမေရိကန်ကိုပြီးမင်းမလေးရှားနဲ့ဘယ်လိုလိမ်ပြီးရောက်သွားတာလဲ။ရောက် Airbus မှာချက်တော့ပြောကြည့်ပါဦး။ဟုတ်နာမည်မခေါ်ပါနဲ့ဗျာနာမည်ကြီးဟိုကြီးပြတ်ရဲလာရငါမှငါဘိုက်ကိုချင်းရှိတယ်ဒီဝိုင်းမှာအစ်မတန်အောင်နာမည်မခေါ်နဲ့ဆဲဆိုတဲ့လိုက်မဟုတ်ဒီလိုက်ကအတိညာနေဘူးသူတရတွေမျှဝေတဲ့လိုက်လို့ခေါ်တယ်မေတ္တာရှင်လိုက်လို့ခေါ်တယ်ဆိုတော့မေတ္တာတရားနဲ့ပြောမယ်ဒီကိုတွေကိုကျွန်တော်ပြောမယ်အောက်ကခုနကတက်ဆဲပါတဲ့ညီကိုကျွန်တော်ထပ်ပြောပြမယ်နော် ကျွန်တော်ကိုအောင်မင်းကိုတင်ပေးပြီးတဲ့နောက်ပိုင်းမှာဒီဦးစော်ထိုးကတင်ပေးတာနှစ်ယောက်လောက်ကကျွန်တော်မော်ဒရေတာတစ်ခါလဲပေးထားတာဖြစ်တယ်ပြီးတော့သူတို့နှစ်ယောက်စကားပြောတဲ့အချိန်မှာအေးချင်းပြောအောင်လို့နောက်ထပ်အချိန်နေမဖြစ်တော့အောင်လို့ကျွန်တော်ကျွန်တော်တို့ရဲ့အတန်ကျွန်တော်ပေးထားတာဖြစ်တယ်ပြီးတော့ကျွန်တော်မှစနေနာတယ်ဆိုတာရှိတယ်နော်လူတွေကိုစနေတာရန်လူတွေနာမဟုတ်ဘူးဘယ်ဘက်ကနေပြီးတော့ဥအောင်မင်းနဲ့စကားပြောနေတယ်လို့ပြောတဲ့လူတွေတကယ်တက်လာမှလောက်ကြည့်ရချင်ပါဒီတဲကနေတော့ဘသူတွေရှယ်သွားတာကျွန်တော်မြင်နေရနော်ရှယ်သွားတဲ့လူတွေကဟိုဘက်ချမ်းမှာခိုးပြီးတော့ပုံပြီးတော့နားထောင်နေရတယ်အဲ့လူတွေကိုလည်းကျွန်တော်ဒီထဲမှာနော်သိတယ် record လုပ်ကြနေချင်တယ်မှာ record လုပ်ထားပြီးသားရှိနေတယ်နော် record ရှိနေတယ်ကျွန်တော်ကိုယ်တိုင်လည်းသွားပြောလာတာစကားပြောချင်လာခဲ့ကြလို့ပြောတယ်မလာသေးဘူးအဲ့ဒါမျက်တာမှုဆိုတာအဲ့ဒါပဲညီကွာ ညတ်တာမဟုတ်ဆိုတာအဲ့ဒါပဲဘလူဆုံးတဲ့စကားပြောတဲ့အခါမှာဆဲတယ်ဥပုလာကြီးမှာအစ္စလမ်ဥပုလာကြီးမှာအစ္စလမ်ဘာသာတရားဖြစ်နေပြီးတော့တယောက်မကောက်တော့အဖွဲ့တွေကဝတ်သားတွေကြီးတွေယူလာပြီးတော့ဒုဆော့တဲ့ဝတ်သားပို့ပေးမယ်ပို့ထားပြီးပြီတို့အမဘီယာစိန်ဝတ်သားတို့အမကလားကပြောတဲ့စကားကြည့်ကြည့်ရောဘီယာစိန်ဝတ်သားလေအအကျွတ်ကျော်တယ်ဟာဒီကောင်လေးဘလူလည်းခိုးကြောက်ခွန်းနဲ့စားလည်းမသိအစားတော့ပေါ်ပါလေကွာအမေရိကန်မှာမလေးရှားမှာလည်းပေါ်ပါလေထိုင်းမှာလည်းပေါ်ပါလေမရှိတော့မှစားရတာနော်အဲ့ဝတ်သားလို့ပြောလို့စားလို့မရဘူးငါလို့ပြောစားမှာဟောဝတ်သားကြီးဝက်စီဘတ်ကြီးဝက်စပတ်ကြီးပြောလို့မရဘူးမင်းတို့ကကလားဝတ်သားကိုပါလေပဲကုန်လေလောက်တယ်တယောက်ကလာရတော့မှနီဘောတွေကလာရောင်းနေကွာအဲ့လိုမျိုးမလုပ်ပါနဲ့ကွာ သူများကိုစော်ကားဖို့တက်ရုပ်မာဖို့တက်ကိုဘာသာကိုပြန်ချနေတဲ့လောက်ရမျိုးမလုပ်ရဘူးဘာသာရေးမှတ်တဲ့လူမလုပ်ရဘူးထိုင်နိုင်ငံမှာရှိတဲ့တေစာတဆက်ကော်တဲ့ဦးလေးကြီးကအောင်မင်းနဲ့စကားပြောခြင်းနဲ့အမှန်အခန်းနံပါတ်၁ကိုဖရွေဥရေမူကြကျွန်တော်မှဒီထဲမှာနောက်ဒီကုမင်းကြီးက PDF တွေရှိနေရော PDF ဖိုင်တွေရှိနေတယ်2008ခုနှစ်ခုနှစ်တုန်းကလောက်ခဲ့တဲ့ဟာလည်းရှိတယ်ခင်ဗျားတို့ဘယ်သူရေးတာပြောတာမပြောနိုင်တော့စစ်ကြုံပညာရဲ့အလိုမရှိဆိုတဲ့ဘယ်သူကနေပြောထားတာလဲဘယ်သူကရေးထားတာအဲဒီမှာစစ်ကြုံပညာနဲ့ကင်းတဲ့လူရေးထားတာရှိသလားဘယ်ပညာရှင်တွေရဆွေးနွေးမှလည်းပြောတာမပြောနိုင်တော့ပဖာလည်းကိုရေးတဲ့စာတော့ကိုမသိဘူး၃၅ကတရားမှာ၅ရောက်တယ်ဗျာ အဲ့အဲ့လိုတသမကိန်းဆိုတာက10စုကိုပြောတာ10စုကိုပြောတာတစ်ဆယ်ကနေခွဲပြီးတာအဲ့တသမ9 9ကနေ10ဖြစ်လာတင်းတင်းဖြစ်သွားပြီ10ရောက်ဖြစ်သွားပြီတရားပြသွားပြီနှစ်ပိုင်းနှစ်ပိုင်းခေါ်တာအဲ့တော့ကမသိပဲနဲ့ဘာတွေပြောလို့ပြောမှမသိဘူး။ तू ကပြည်နယ်ရဲ့တုံညာတသမ9အချိုးစားတဲ့မကျော်တော့ကောက်ဝေးဝန်ထမ်းနဲ့မြန်မာနိုင်ငံမှာလူဝဲလူရဲတူဝကကောက်ဝေးဝန်ထမ်းကိုလောက်ရမယ်။အဲ့ဒီဘက်ကအစိုးရဘယ်ပတ်သက်နေပြီးပါ့။တခြားဝန်ကြီးဌာနတွေမရှိတော့ဘူး။ဝန်ကြီးဌာန20ကျော်ထဲမှရှိရင်ဆိုမပေးရတော့လား။ဟာဘလို့အတွေးတွေဘလို့အုံလောက်နေလဲဗျာ။ဘလို့မကြေးရေးတဲ့လူက။အဲ့ဒါကိုပြည်နယ်တွေမှာသွားကြမှာပြည်နယ်စစ်တပ်ကြီးလည်းဖွဲ့ကြည့်မယ်။ပြည်နယ်မှာရှိတဲ့ဗိုလ်ချုပ်တွေလည်းဖွဲ့ကြည့်ဦးမယ်။ ဟာအဲ့တော့ပြင်းနေတဲ့ဖရွေအတွက်လည်းဖွဲ့ရမှာဒါဆိုလူကောင်းတွေနဲ့ဖွဲ့မှာလားလူသစ်တွေနဲ့ဖွဲ့မှာလားမင်းတို့လည်းမဖြစ်နိုင်တော့ဟာဘာတွေလုံးကွာဖရွေရေးကြီးတွေပြောတာဘာတွေလုံးကွာစာဖိုင်းအုံနောက်နဲ့ဖက်စာအုပ်မျက်နှာဖုံးတချို့ကမျက်နှာဖုံးကြည့်တော့အတွင်းရဆာမကြည့်နိုင်ဘူးလေလူစောလို့ကြတော့မျက်နှာဖုံးနေမဟုတ်လူတွေမျက်နှာတွေညိုက်ဖက်ခဲ့ပြီဘဝစာမျက်နှာတွေညိုက်ဖက်ခဲ့ပြီးွားပြီငယ်ငယ်တုန်းကစာတင်တဲ့အခါမှာဆရာတင်တဲ့စာကိုဖတ်ကိုကိုတိုင်ကိုစာကိုကိုယူတဲ့အခါကျကိုကြက်တဲ့စာကိုယူနောက်တဲ့လူတွေရဲ့မျက်နှာပြင်ကိုဖတ်လူတွေရဲ့ဘဝတွေကိုဖတ်မင်းတို့ရဲ့ဘဝတွေဖတ်ထားပြီးွားပြီဘဝဘဝမှာကြတော့ဖတ်ထားပြီးွားပြီ စနကကိုသူတို့ကပြောတယ်အမြင်မတူတဲ့ကိုစော်သူ့ကိုခေါ်ပြီးမော်နီတာပေးလိုက်ရည်လိုက်မှာမျက်နှာတက်တာအဲ့ဒါဆိုဟိုဘက်ဘက်မှာကိုနင်းမောင်တို့ဘာလို့တက်လာရင်မော်နီတာပေးရဲလားကိုနင်းမောင်ကိုအောင်မင်းနဲ့ပြောဖို့အတွက်တံမင်းကိုထုတ်ပေးပြီဘူးမှာကနာဒီပွားချင်းကိုပြတယ်နိုင်ငံသားကိုတွားတာသူစစ်တယ်တော်တော်ကိုအာကျွန်တော်ပြောလို့ရလားတရားတရားပြောလို့ဆိုနောက်ဆက် sorry နော်ဟုတ်ခဏလေးခဏလေးမတို့မတို့ခဏလေးပြင်ဆက်ပြောခဏလေးခဏလေးပဲဟိုကိုအောင်မင်းရဲ့ပြဿနာကဘာလဲဆိုတော့အမေရိကန်မှာရှိတဲ့ကောင်တွေကဟို UNG ကိုထောက်ခံတဲ့လူက၁၀ရောက်မပြည့်ဘူးဖြစ်နေတာဗျာ ဘာလို့လဲဆိုတော့အဲ့ဆေးရောက်မပြည့်တဲ့ကောင်လည်းမျက်နှာမပြရင်ကျွန်တော်နဲ့ကိုသူတို့ဆိုတရားဆွဲဖို့အတွက်ကိုလူဆေးရောက်ကလက်မှတ်ထိုးပြီးတရားဆွဲရင်ငွေကုန်ကုန်ကြရမလို့ပဲနဲ့ကျွန်တော်နဲ့ကိုသူတို့ဆိုတရားဆွဲလို့ရတယ်တဲ့ဒါပေမဲ့အဲ့အန်ယူဂျီထောက်ခံတဲ့လူဆေးရောက်မပြည့်ကျွန်တော်နဲ့ကိုတရားဆွဲဖို့အခုနောက်တစ်ခုကဘာထပ်ပြီးတော့ပြဿနာတက်ထားလဲဆိုတော့သူတို့တော်သူတို့တော်လှန်နေတာနားဆတာလားကျွန်တော်နဲ့ကိုသူတို့ဆိုလားမသိခွဲဘူးအခုကျွန်တော်တို့တွေ့တဲ့နေရာတက်မယ်လို့လည်းပြောတယ်ပြောတဲ့လူကဘယ်နာပြောလို့ပြောမှလည်းမသိဘူးဘသူကပြောနေလို့မှလည်းပြောမှလည်းမသိဘူး ယတနာကအဲ့ဒါပဲကျွန်တော်လည်းအဲ့ဒါဘယ်လိုလုပ်ရမှန်းကိုမသိဘူးပြည့်လာပါဆိုတော့လည်းမလာဘူးလာရမလားဆိုတော့လည်းမလာနဲ့ဆိုတဲ့ကောင်းနေယတနာရှိတယ်ဗျာဟာဟောဒုက္ခဒုက္ခ၄နှစ်ဒီကောင်းနေ၄နှစ်ဒေါနာထွန်းတတ်တမ်း၄နှစ်ဒီကောင်းနေမျက်နှာမပြရဲတော့ငကိုတွေကလည်းမျက်နှာမပြသလိုဒီဆိုရတတ်တမ်း၄နှစ်မှလည်းမျက်နှာမပြတော့ပြောပြောပြောမောင်ဆိုပြောမောင်ဆိုပြောကျွန်တော်ပြောနေတာအုံနေရလဲကျွန်တော်ကိုအောင်မင်းနဲ့ပြောပြပါပြီဒီတက်ကွာတယ်ဆိုတာဘယ်နှမျိုးရှိတယ် ကျွန်တော်တို့တွေကခင်ဗျာစစ်ပြေဒုက္ခတွေလည်းမဟုတ်ဘူးလို့ကျွန်တော်တို့က political assignment ခံထားတဲ့ပုံကိုမတူဘူးခင်ဗျားတို့စစ်ပြေစစ်ပြေနဲ့ဒီဒုက္ခတွေရှောက်ပြီးမှအကြောင်းမျိုးမျိုးမှာဘာသာရေးနဲ့ပဲပြောပြောလူမျိုးရေးမုံတိနဲ့ပဲပြောပြောအကြောင်းမျိုးမျိုးတခုကြောင့်ငါဟိုတိပါကြပေါ့ကျွန်တော်တို့တွေကိုဒီနိုင်ငံကိုခုံလာခဲ့တာကျွေးမှုရှောက်ရှောက်မှုတခွင်လာခဲ့တာသူတို့တာမုံခံမှုတာမုံယူတကယ်လို့ကျွန်တော်တို့မြန်မာပြည်ကိုတိုင်းပြည်အေးချမ်းဝါမယ်ပြန်ကျင်းနေဆိုရင်တောင်မှသူတို့ကကျွန်တော်တို့ကို၃နှစ်စာသူတို့ကပတ်စံပေးရမယ်လာစီပြီးရင်ပြီးမယ်ပေးတဲ့ great တဲ့သူတို့အိမ်ဆောက်ပေးရမယ်လို့ခင်ဗျားတို့ဒါလေးတွေတော့ခင်ဗျားတို့လိလာဖို့အတွက်လိုတယ် အဲ့တော့ကျွန်တော်ဘာကြောင့်နိုင်ငံသားမလျှောက်ရတဲ့အကြောင်းအရာကကျွန်တော်တတိမြန်မာပြည်ကိုပြန်မယ်ဆိုတော့ဒီကျွန်တော်ဒီနိုင်ငံသားကိုမလျှောက်ဘူး။အော်ခင်ဗျားမင်းများမှတ်တာ။အဲ့တော့ခင်ဗျားတို့ကကျွန်တော်တို့ဒီတန်ရုံးမှာအင်တာဗျူးလုပ်တဲ့အချိန်မှာငါဒီနိုင်ငံရေးဓမ္မတရားဖြစ်တယ်။ငါဒီနိုင်ငံရေးဓမ္မတရားဖြစ်တဲ့အတွက်ငါဒီနိုင်ငံကိုရောက်ပြီတနေ့ငါနိုင်ငံအခြေအနေပြန်ကောင်းရင်ငါပြန်လာမယ်။အဲ့တော့မင်းတို့နိုင်ငံကငါတို့တကယ်တော့ငါတို့ပြန်ငါတို့မင်းတို့ဘာအမှတ်ကန်ချက်ပြမလဲ။တို့ကဖင်လန်နိုင်ငံတန်ရုံးကပြောတယ်။အေးမင်းနိုင်ငံအေးဂျင့်တယ်ဆိုရင်မင်းတို့ငါတို့ကအဲ့ဒီခေတ္တကဆိုရင်တော့သူကျွန်တော်တို့ယူရို3000 မြန်မာပြည်ကိုသူတုံးနေစားအပိအိမ်လေးပဲစောက်အကုန်လုံးတို့လို့ဒါမဲ့ဒါတို့နိုင်ငံကနေမှာကျွန်တော်တို့ကိုတို့လို့ဒီဒါမဲ့ကျွန်တော်ဒီနိုင်ငံမှာကျွန်တော်ဥပဒေတုံးနိုင်ငံဥပဒေမချိုးဖောက်ပြီး၍ကျွန်တော်တို့မြန်မာပြည်ကိုပို့ချင်တယ်ပို့လို့မရအဲ့ဒီနိုင်ငံရဲ့ဥပဒေကိုဒီနိုင်ငံရဲ့အတိုင်းအဝန်အတွက်ကျွန်တော်အဲ့ဒီရ80တို့အဲ့ဒီမှာပို့နေကျွန်တော်ပတ်စံတယ်ပြန်အဲ့တော့ကျွန်တော်ဒီနိုင်ငံမှာသူမသိတဲ့လူတွေကပြောတာဟာမောင်စိုးလို့ဘသူတို့မောင်ငါတို့တို့လို့လုပ်လို့ရပါမဆိုင်ဘူးပြခင်ဗျားတို့အမေကပြတော့နိုင်ငံရေးမှာကျွန်တော်တို့တိုက်ခဲ့တဲ့ထားပါတော့ကျွန်တော်တို့တိုက်ခဲ့တဲ့နဝတ္တဆိုတာမရှိတော့ ဒါတို့တစ်ချက်ခင်ဗျားတို့နားလည်ရမယ်ကျွန်တော်တို့ဒီတိုက်ခဲ့တာဒီနောက်ဝတောက်တိုက်တာကျွန်တော်တို့ဒီနတ်စကောက်တိုက်တာလည်းမဟုတ်ဘူးလို့ဟိုဥဒေစီအစိုးရလည်းတိုက်တာမဟုတ်ဘူးလို့အဲ့ဒီအစိုးရလည်းကျွန်တော်တော်လန်တာမဟုတ်ဘူးအဲ့ဒီတစ်ချက်တော့ခွက်ခွက်ကြကြနားလည်မလို့လေအဲ့တော့တချို့လူတွေကစကားဟုတ်တော့ပြောခြင်းလေဟိုဘုမတိဘာမတိပောက်ပြန်လေးစပြောခြင်းလားပြောဖို့ပြီးတော့နေမှာမိကုနေထုတ်တယ်တကယ်တော့ကိုကပြန်ရှင်းပြရင်တို့ကဒါတွေကိုလက်မခံနိုင်ဘူးကျွန်တော် AVD ရကဟို AVD ရကရပြီအကြောင်းကြီးကအဲ့လောက်ရပြီသူတို့တွေကခဏခဏကိုမောင်ဆိုးပြောပြခဏခဏသူတို့ကတောင်ချားနေလို့မဟုတ်ဘူးသိချင်လို့မေးတာမဟုတ်တိုက်ခိုက်ဖို့တော့မေးတာ တက်ကမီဒီယာကျွန်တော်ကပြောကြတာဟုတ်ကဲ့ဟုတ်ကဲ့အားလုံးမင်းကြီးကိုရအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စနေမမမကြာဟုတ်ကဲ့အထူးတပြေကိုအောင်မင်းမင်္ဂလာပါကျွန်တော်မမမီသေးလားကိုအောင်မင်းကိုအောင်မင်းအယူကတည်းကမင်းနဲ့ကျွန်တော်မမမီဘူးလားပြုံးပြပြနေအမေရုံမမပြကျွန်တော်ဘယ်လိုမှမမီပါနဲ့ရုံမရှိဘူးပြအမရုံရဲကောင်းကဘန်းကန်ထီထားတယ်ရောင်မလို့ဘန်းကန်ထီထားတက်မရလို့ဒီမျိုးရောက်ကြလို့မရဘူးရုံကြီးကဆိုးပါတယ်ရာမကြည့်သမ်းမှနဲ့ခင်ဗျားတို့တော့မချောပါဘူးဟုတ်ကဲ့ပြပါမသိပါဘူးရုံကြီးကမချောဘူးရုံကြီးကမချောဘူး မြန်တော့ကြောင်ကြောင်ကြီးဟာကျွန်တော်လွမ်းနေမှာထင်လို့နောက်နေကြောင်โอเคโอเคเดี๋ยวจะมานี่กูเลยเจซุอ่ะเนาะเปลี่ยนเต็มไปเลยจุ๊บมีกล้องเลยพี่กูโหลเจซุจิมาเลยเนาะโอ้เออแล้วกูนักเกดญาติกูก็จะเราคอมเมนต์เลยสรว่าพี่ไปได้เลยโอ้ญาติขณะนี้กูกูสนิทมาๆชื่อแต่ทุกกูสกาตะคนๆเปล่าอยู่เนาะกูต้องมาเนี่ยเนาะสนิทมาๆอ่ะตรงไลน์ธรรมะเดียวเส้นตัวเออดูออกมาหน้าท้องนี่แหละ စနေမောင်မောင်ကတောင်းလိုက်တမားဖြစ်ပြီးအဲ့ဒီတောင်းလိုက်ကိုအားပြားအများလုံးနဲ့အမေရိကန်ကအမျိုးသမီးလေးတရားပေါ့နောက်ကျွန်တော်မက်ဂျူရီလို့ခေါ်တယ်နော်အဲ့ဒီမက်ဂျူရီလို့ခေါ်တဲ့အမျိုးသမီးကိုသူပုံတင်ပြီးဆက်တာသူ US ဒေါ်လာတထောင်ပေးပါအဲ့တော့ကိုစနေမောင်မောင်ခမရကိုကျွန်တော်တို့ကဟိုဒီမောင်နော် ဟုတ်တယ်ပေါ့နော်နိုင်ငံတကာသားချင်းချင်းဖြစ်တဲ့ပဲကျွန်တော်တို့ကခင်ဗျရင်းနှီးမှုတစ်ခုတော့ရှိတယ်ဒါပေမဲ့စကားကိုပဲကျွန်တော်ခင်ဗျားကိုမယုံကြည်ဘူးအော်ခင်ဗျားလည်းကျွန်တော်တို့ကအောင်တက်တယ်ဒါပေမဲ့ခင်ဗျ main ကလေးအချင်းချင်းတို့အနီချင်းချင်းတော့မှပုံတင်ပြီးဆက်ဆိုပြီးပေါက်ကန်40ပြောတာတော့ခင်ဗျတောင်းလိုက်ဓမ္မရဲ့ဂုံတိတ်ကချတာခင်ဗျခုကတောင်းလိုက်ဓမ္မလို့မပြောတော့နဲ့တောင်းလိုက်ဓမ္မရဲ့အစ်တောင်းလိုက်ဓမ္မဆုစီတွေကဂုံတိတ်ကချတယ်နော်အဲ့အလေးကိုခင်ဗျားတို့လေးစားဖို့လို့ခင်ဗျားတို့နဲ့အတူတူပြန်လည်ပြီးမှဟုတ်လားဟိုပေါ့ဒီအနည်းကိုထောက်ခံတဲ့လူတွေနော်ဒါ PDF NUG ကိုထောက်ခံတဲ့လူအမျိုးသမီးတရားကိုခင်ဗျပုံသိမိစရာတော်တော်ဆိုးတယ်ဗျအဲ့ဒီကမဖြစ်သေးဘူးနော်ခင်ဗျ